အာရခတတော် AA တင်ပိုက်ထားတဲ့ရှင်းပြည်နယ်ပလဝမြို့နယ်ကဒေသခံတွေနဲ့အတူ ရခိုင်ပြည်ကမြို့သုံးမြို့ကစစ်ပီးရှောင်တွေကို AA လက်အောက်ခံ လူသားရှင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းရေးရုံး HDCO ကစာနယ်ရိက္ခာနဲ့အမှုအကာတွေထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ် HGCO ကစားနေရိတ်ခါနဲ့အမိုးအကာတွေထောက်ပံ့ပေးခဲ့တဲ့မျိုးတွေကတော့ရှင်းပြင်းနဲ့ပလတ်ဝါမျိုးနဲ့ရခိုင်ကအမ်ဘူးတီတောင်နဲ့ရသေးတောင်မျိုးတွေဖြစ်ကြပါဗျ HTCO ကအဲ့ဒီမြို့နယ်တွေမှာအရေးပေါ်အကူအညီတွေလိုအပ်နေသူတွေစီဇွန်လ23ရက်နေ့မှာတွားရောက်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ပလောဝဒေတာအတွင်းအရေးပေါ်လိုအပ်နေတဲ့နေရာတွေကလူဦးရေ182ယောက်နဲ့ရသေးတောင်မြို့နယ်ကစပေးရှောင်းအင်ထောင်စု265စုအတွက်အမိုးကာတွေထောက်ပံ့ပေးခဲ့တယ်လို့ HTCO ကတာဝန်ရှိသူတယောက်ကပြောပါရယ်။ပြသေးတောင်မှာလည်းအမိုးကာတွေထောက်ပံ့ပေးခဲ့ပြီးနောက်ထပ်လည်း လိုအပ်လို့ရှိရင်လိုအပ်သလိုထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။အမ်မျိုးနယ်ကလူဦးရေ182ယောက်နဲ့ဘူးတီတောင်မျိုးနယ်ကလူဦးရေ182ယောက်အတွက်ကိုလည်းစားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်ရှင်။